ုင်းနိုင်ငံဘန်ကောက်မြို့မှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကိုဆန္ဒပြခဲ့တဲ့ ထိုင်းတက္ကသိုလ်ကျောင်းသားပွန်မြက်ပုံတူကိုတက်တူရေထိုးပြီးထိုင်းနိုင်ငံရောက်မြန်မာတူကဂုံပြုတ်မှတ်တမ်းတင်ခဲ့တယ်လို့သိရပါဗျ။ထိုင်းဒရင်တွင်မှပွမ်လုတ်ဖော်ပြတဲ့ထိုင်းတက္ကသိုလ်ပထမနှစ်ကျောင်းသားဟာ ပြီးခဲ့တဲ့ April 4ရက်နေ့မွန်းလွဲပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့ရှန်ဂီလောင်ဟိုတယ်မှာ Beamstead ထိပ်သီးစီဝေးတက်ရောက်ဖို့ရောက်ရှိနေတဲ့စစ်ကောင်းဆောင်မေအောင်လိုင်ကိုရှန်ဂီနာဟိုတယ်အတွင်းမှဝင်ရောက်ပြီးဆန္ဒပြခဲ့ခြင်းဖြစ်ပါတယ်။မေအောင်လိုင်ကိုဆန္ဒပြပြီးအမှန်တရားကိုထုတ်ဖော်ပြောကြားရဲ့ထိုင်းကြောင်သားလေးအတွက်အရေးပြပုံမှာတက်တူးထိုးပြီးမှန်ကြောက်တင်ဂုဏ်ပြုပေးတာပါလို့ပွင့်ရဲ့ပုံသူကိုတက်တူးရေးထိုးခဲ့သူထိုင်းရောက်မြန်မာလူငယ်က ARV Times ကိုပြောပါရတယ်။ ထိုင်းတက္ကသိုလ်ကျောင်းသားပွင့်က ထိုင်းနိုင်ငံအနေနဲ့မင်းအောင်လှိုင်ကိုမကြိုးစို့ကြောင်းအစည်းအဝေးဟာအပြည့်မဲ့သူ6000ကျော်ရဲ့သွေးတွေဆွနေကြောင်းစသဖြင့်ပြောဆိုကဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပါတယ်။